ကိုယ်စိတ်ပညာရဲ့တမိုင်းကိုကျွန်တော်တို့လေ့လာတာဟာအခုဆိုရင်အပိုင်းလေးကိုရောက်လာမှဖြစ်ပါတယ်အဲ့တော့အပိုင်းလေးမှာကျွန်တော်ဗာတွေပြောမလဲဆိုတော့ရှေးဟောင်းအီဂျစ်တွေနဲ့ဂရိဘက်ကအကြောင်းတွေစိတ်ပညာတိုးတက်မှုတမိုင်းမှာမိထားလို့မရတဲ့အိန္ဒိယဘက်ကခွဲစိတ်ပညာနဲ့ဆိုင်တဲ့အကြောင်းတွေကိုပြောသွားမှာဖြစ်ပါတယ်အီဂျစ်ဖာရိုဘင်တွေရဲ့လက်ထက်မှာစိတ်ပညာလောကရဲ့အာယုံလို့ခေါ်ရမလားပေါ့နော်အဲ့ဒီခေတ်မှာစိတ်ပညာဟာအဟိုးအရင်ခေတ်တည်းအများကြီးစတင်ပြီးတိုးတက်လာသလိုစိတ်ပညာနဲ့ဆိုင်တဲ့မှတ်တမ်းမှတ်ရတွေလည်း ထောက်ထားတွေဖြစ်စတင်တွေ့ရှိလာတဲ့ကာလတွေပြောရမှာပေါ့နော်။တောင်တရာဘီစီတောင်းမှာအဖာရိုနေမှာကအီဂျစ်ပြည်ကိုစူးစီးပြီးတော့ Memphis မြို့တော်စတင်တည်ဆောင်ခဲ့ပါတယ်။ Memphis မြို့တော်ပေါ်ပေါက်လာတာနဲ့အတူအီဂျစ်တွေကလည်းသူတို့ရဲ့စစ်မြေဆိုင်ရာအထွေချုံတွေကုသမှုတွေကို Hieroglyph လို့ခေါ်တဲ့ကြောက်ထွန်းစာလေးတွေနဲ့ဂူနယန်တွေမှာ Papyrus Scroll လို့ခေါ်တဲ့ကျွန်တော်တို့တိပ္ပံကနေပြုလုပ်ထားတဲ့ပေစာလိုမျိုးပေါ့နော်။အဲအဲ့ဒီ အပေါ်ဒီမှာမှတ်တမ်းတင်ထားခဲ့ပါတယ်အရင်ဗီဒီယိုမှာပြောခဲ့တဲ့ Imodep ဆိုတဲ့ Pharo Josa ရဲ့လက်ယုံးဟာသိပညာဆိုင်ရာပဲကျွမ်းကျင်တာမဟုတ်ပါဘူးသူကဘရင်ရဲ့အကြံပေးသလိုဖြစ်တယ်လို့နှက်ခတ်တရားတွေကိုလည်းဖတ်နိုင်တယ်စိုက်ပျိုးရေးကိစ္စတွေကိုလည်းဥဆောင်နိုင်တယ် Civilization process မှာအရေးကြီးတဲ့အဆောက်အုံတွေတည်ဆောက်တဲ့နေရာမှာလည်း Architect တယောက်အနေနဲ့ပါဝင်ဆောင်ရွက်ခဲ့တာကိုတွေ့ရပါတယ်ပြောရရင်တော့သူတို့ခေတ်မှာတော့ပညာရှိ Prohit တွေဆိုတာ ခုခင်မာလို့နေရာနေရာတွေကို specialize လုပ်ထားတဲ့ specialist တွေမဟုတ်ဘဲနဲ့ကိစ္စတော်တော်များများကိုအကောင့်တွေဖြည့်ရှင်းနိုင်တဲ့ generalist or versatileist တွေဖြစ်တာကိုတွေ့ရပါတယ်။ရှီဟောင်းအီဂျစ်ဒီမှာဆေးပညာနဲ့ဆိုင်တဲ့အကြောင်းအရာတွေမှတ်တမ်းတင်ထားတဲ့အဓိကပီဇာလို့ခေါ်မယ် pepperus နှစ်ခုရှိပါတယ်။အဲဒီ pepperus နှစ်ခုထဲမှာတစ်ခုကတော့ eba pepperus လို့ခေါ်ပြီး1950 BC လောက်မှာဟိုရေးသားထားခဲ့မယ်လို့ယူဆပါတယ်။အဲဒီ eba pepperus ရဲ့အရှည်ကတော့20 meters ကြော်ကြော်ရှည်လျားပြီးတော့အဲ့ထဲမှာမီးလောင်တရားကုသတဲ့မီးစနစ်တွေယောဂပူမောတွေထိမ့်ချုပ်တဲ့နီးတွေမိချောင်းကရင်ဘယ်လိုကုသရမလဲဆိုတာတွေအပြင်အလှပရေးရာဆိုင်ရာကုသမှုတွေပါထည့်သွင်းဖော်ပြထားတာကိုတွေ့ရပါတယ်အဲ့ဒီ Ever Papyrus ကိုတော့ German Egyptologist တယောက်ဖြစ်တဲ့ Josh Eva ကဝယ်ယူသိမ်းဆီးပြီးတော့ University of Leipzig မှာ NIT အောင်ပြသထားတဲ့ဖြစ်ပါတယ်။သူထက်လူတည်နေတဲ့ Papyrus နောက်တစ်ခုကတော့ Edwin Smith Papyrus ဖြစ်ပါတယ်။ သူ့ကိုတော့1600 BC လောက်မှာပတ်တည်းရေးသားထားခဲ့မှလို့ယူဆပြီးတော့ကမ္ဘာပထမအဦးဆုံးထိခိုက်ဒဏ်ရာရကုသမှုတွေကိုဖော်ပြထားတဲ့ manual ဆိုပြီးတော့ယုံကြည်ကြပါတယ်အဲ့ဒီ Edwin Smith Barbarous ထဲမှာကိုစိကုသမှုပေါင်း48ခု ဖော်ပြထားပြီးတော့ရိုးကျိုးတာတွေကြောရိုးမှီးထိခိုက်ဒဏ်ရာရတာတွေအနာရီကိုဘလို့ management လုပ်မလဲဆိုတာတွေအစားအသေးစိတ်ဖော်ပြထားတာကိုတွေ့ရပါတယ်နောက်တစ်ခုစိတ်ဝင်စားစရာကောင်းတာတစ်ခုကတော့ Temple of Memphis ပေါ့နော် Memphis ရဲ့အဖျားကြောင်းတစ်ခုရဲ့မှာ လိန်နံထိပ်အေးပြားဖြတ်နေတဲ့ပုံကိုထွန်းထုတ်ထားတာကိုတွေ့ရပါတယ်။အဲ့ဒီပုံကတော့ခွဲစိတ်ပညာသမိုင်းမှာပထမဦးဆုံးခွဲစိတ်မှုအထောက်အထားအဖြစ်မှတ်တမ်းဝင်ခဲ့ပါတယ်။လိန်နံထိပ်အေးပြားပိတ်တဲ့ယောဂါဟာဟီလာလို့ခေါ်တဲ့ပျောက်စီဆရာတွေဖြည့်ရှင်းပေးလို့ရတဲ့ကိစ္စမဟုတ်ပါဘူး။ခွဲစိတ်ကူတာဖြတ်တောက်လိုက်မှလားပြန်ကောင်းလာနိုင်မယ်။ဤတစ်ခုဖြစ်တယ်ဆိုတာအဲ့ဒီကလေးကသဘောပေါက်လက်ခံပြီးတော့ရှင်းသုံးလာခဲ့တယ်။အထောက်အထားကိုတွေ့ရပါတယ်။တစ်ချိန်တည်းမှာဆိုသလိုအိန္ဒိယမှာလည်းဂရုကြီးတယောက်ပေါ်ထွန်းခဲ့ပါတယ်။ သူ့ရဲ့ကာလကတော့1200နေပြီးတော့600 BC လောက်မှာဖြစ်မယ်ဆိုပြီးတော့တိုင်းမြန်ရှင်တွေကသုံးသပ်ပါတယ်ပရောဟိတ်ကြီးဆက်ရှူဒရာဟာအိန္ဒိယမြောက်ပိုင်းဗာနတီတဝိုင်းနဲ့ခင်ဟာမြဝန်တဝိုင်းမှာလက်လေသွားလာပြီးတော့သူ့ရဲ့ထင်ရှားတဲ့ကျမ်းကြီးဖြစ်တဲ့ဆက်ရှူတာဆာမီတာကိုပြုစုရေးသားခဲ့တယ်လို့သမိုင်းပညာရှင်တွေကယုံကြည်ကြပါတယ်။အဲသူ့ရဲ့စာအုပ်ထဲမှာတော့ကွက်စစ်ပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအများကြီးထည့်သွင်းထားတာကိုလည်းကျွန်တော်တွေ့ရပါတယ် ရှုပ်ထွေးတဲ့ခွဲစိတ်မှုတွေဖြစ်တဲ့ဂျီတိန်ဖဲတာတွေနှာခေါင်းပြန်လည်ပြုပြင်တဲ့ plastic surgery နီးစနစ်တွေကလေးခွဲမွေးတဲ့နီးတွေအုံနောက်ခွဲစိတ်မှုတချို့ပါပါပါသေးတယ်သူ့ရဲ့ channel မှာခွဲစိတ်မှုပေါင်း300ကျော်ရဲ့ procedure တွေပါဝင်ပြီးတော့ခွဲစိတ်တဲ့နေရာမှာသုံးတဲ့ပစ္စည်း instrument ပေါင်း120ကျော်ကိုပေါ်ပြထားတာကိုလည်းတွေ့ရပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့သူ့ရဲ့ channel မှာခွဲစိတ်မှုနီးစနစ်တွေပစ္စည်းတွေတွေမဟုတ်ဘဲနဲ့ကျွမ်းဝင်ပိုင်းဆိုင်ရာတွေပါထည့်သွင်းပေါ်ပြခဲ့တာတွေ့ရပါတယ် လူနာကိုဘယ်လိုယူဆိုင်မယ်ငွေတန်ရှင်းကိုဘယ်လိုယူဆိုင်မယ်အစားအသောက်ကိုဘယ်လိုစားမယ်ယောဂါတစ်ခုကနေပြန်လည်နလန်းထူပြီးတဲ့အချိန်မှာဘယ်လိုပြုမူနေထိုင်ရမယ်ဆိုတာတွေပါပါဝင်နေတာကိုတွေ့ရပါတယ်ရှီခေါင်ဟင်ဒူဒိုင်းရင်ဆေးတွေနဲ့လည်းဆက်နွယ်နေတာပေါ့နော်နောက်ခုစိတ်ဝင်စားစရာတစ်ခုကတော့ဆက်ရှူတာရဲ့ channel မှာ systematic teaching method တွေဖြစ်တဲ့ clinical training and supervision လို့ခေါ်တယ်ခေါ်စစ်ဆောင်ရင်တယောက်ကို သူ့ထက်အတွေ့အကြုံများတဲ့ဆရာကြီးတယောက်ရဲ့အောက်မှာတွဲဖက်လေ့ကျင့်စေခြင်းဖြင့်လူနာရတဲ့ပိုကောင်းပြီးပိုစိတ်ချရတယ်ဆိုတဲ့နည်းစနစ်တွေကိုဖော်ပြထားပါတယ်နောက်တစ်ခုကဆရာဝန်ရဲ့သင်ကြားရေးစနစ်တွေမှာအယုတ်တွေတရိတ်ဆန်တွေတုံးပြီးတော့လေ့ကျင့်သင်ကြားစေဒီစေတဲ့စနစ်ကိုလည်းစတင် ဖော်ပြထားတာတွေ့ရပါတယ်ပြောရမယ်ဆိုရင်တော့ဆက်ရှူတာဆာမီတတ်ဟာအိန္ဒိယတိုက်စေပညာတိုးတက်မှုအတွက်အရေးပါတဲ့သမိုင်းမှတ်တမ်းသမိုင်းအမွေအနှစ်တစ်ခု ဖြစ်ရှိနေတာတော့အမှန်ပါပဲခင်ဗျာ ကျွန်တော်ခွဲစိတ်ပညာသမိုင်းကိုတင်ပြတဲ့နေရာမှာဂျန်နေခဲ့လို့မဖြစ်တဲ့ပုံကိုတယောက်ရှိပါတယ်အဲ့ဒါတော့ hypocrites ပါ hypocrites ကရှီဟောင်းဂရိခင်းနဲ့သမိုင်းဥခစ်တွေမှာယောဂါတွေကဘုရားသခင်ရဲ့ပြည့်တံပင်မှုကြောင့်လည်းဖြစ်တယ်။အဆိုးတွေရဲ့နှိမ့်ဆက်မှုတွေကြောင့်ဖြစ်တယ်။နောက်တစ်ခုကတော့ကိုယ့်ရဲ့မကောင်းမှုကံတွေပေါ့နော်။ sins လို့ခေါ်တာပေါ့။အဲဒီဟာတွေကြောင့်ဖြစ်တယ်ဆိုပြီးတော့ဘာတွေနဲ့ကုသခဲ့လဲဆိုတော့ထုံးစံတိုင်းပူဇော်တာတွေပသတာတွေဆူတောင်းတာတွေ တိဥတ္ထုတွေနဲ့ပဲကျွန်တော်တို့ကုသခဲ့ကြတာပေါ့နော်အဲဒီတော့ဆေးပညာသည်သိပ္ပံပညာပေါ်မှာအခြေခံထားတာမဟုတ်ဘဲနဲ့ယုံကြည်မှုကိုးကွယ်မှုတွေဘာသာရေးအစွမ်းရောက်မှုတွေတဘာဝလွန်ဖြစ်ရတဲ့နေချိတ်ဆက်ထားတာဖြစ်တဲ့အတွက်ကြောင့်ပေါ့ဘုရားကျောင်းတွေဘုန်းတော်ကြီးတွေကပဲကုသရေးလုပ်ငန်းတွေကိုလုပ်ခဲ့ကြတာပေါ့နော်အဒီလိုအတွေးခေါ်ကိုပြောင်းပြန်လှန်ပစ်တဲ့သူကတော့ hypocrites ပါပဲသိပ္ပံနိကျဆေးပညာရဲ့ဖခင်ကြီးတယောက်ဖြစ်ဘာလို့သတ်မှတ်ခဲ့လဲဆိုတော့ဆက်ကြည့်လိုက်ရအောင်နော် hypocrites ကိုဂရိမှာရှိတဲ့ costume မှာ BC 460လောက်ကမွေးဖွားခဲ့မယ်လို့ယုံကြည်ရပါတယ်။အဲ့တော့သူခေတ်မှာဝေဒနာရှာခန္ဓာကိုယ်မှာတွေ့ဆိုတဲ့အတိုင်းပဲ Hippocrates ကအာသူတို့ရောဂါတွေဝေဒနာတွေဒီဘာကြောင့်ဖြစ်တယ်လဲဆိုတော့သူ့ခန္ဓာကိုယ်နဲ့ပဲသက်ဆိုင်နေဆိုတဲ့အယူအဆကိုပထမဆုံးလက်ခံထားခဲ့တဲ့ပုံကိုယ်တယောက်ဖြစ်ပါတယ်။အဲ့တော့ယောဂါတစ်ခုကိုကုသဖို့ဖြေရှာတဲ့အချိန်မှာယောဂါတွေဖြစ်ရတဲ့အကြောင်းရင်းကိုအဲ့ဒီလူနာတယောက်ရဲ့ခန္ဓာကိုယ်မှာပဲစတင်ရှာဖွေခဲ့ပါတယ်။ဒါပေမဲ့သူတယောက်ထဲတော့မဟုတ်ပါဘူး။သူ့ဘေးနားမှာလည်းသူ့ရဲ့ student တွေ fellow တွေ သူ့ရဲ့ပြောဆိုလှုပ်ဆောင်ချက်တွေကိုမှတ်တမ်းတင်ထားတဲ့လူတွေအများကြီးရှိခဲ့ပါတယ်။အဲ့ဒီလူကနေပြီးတော့ hypocritic corpus လို့ခေါ်တဲ့အတွဲ60လောက်ပါတဲ့စီချမ်းကြီးကိုတောင်းလူတွေအတွက်ခြံထားပေးနိုင်ခဲ့ပါတယ်။ hypocritic တယောက်တည်းပဲဒီ corpus ကြီးကိုရေးထားတာတော့မဟုတ်ပါဘူး။အခုခေတ်အနေထားနဲ့ပြောရင် open source ဆိုသဘောမျိုးပေါ့နော်။ Greek သိပ္ပံနီးခြားဆေးပညာရဲ့အုတ်မြစ်လို့ပြောရမယ်ဒီစီချမ်းကြီးတွေကိုသူ့ရဲ့တပည့်တွေ fellow တွေ ကနေပြီးတော့ hypocrisy ကွယ်လွန်ပြီးအချိန်အတော်ကြာတဲ့အချိန်ထိဆက်လက်ပြုစုရေးသားခဲ့ကြတယ်လို့တမိုင်းပညာရှင်တွေကယုံကြည်ကြပါတယ်။အဲ့တော့အဲ့ဒီ compass ထဲမှာလူနာတယောက်ကိုတေချာလေးစမ်းသပ်မယ်။ပြီးရင်ယုတ်တိကြကြဆုံးဖြတ်မယ်။ပြီးတော့ကုသနည်းတွေကို step by step clinical case study တွေနဲ့တင်ပြထားအောင်တွေ့ရပါတယ်။ Hippocrates Corpus ရဲ့ရည်သားချက်တွေ၊ဟာရှင်းအောင်မညီတာလေးတွေ၊သိပ္ပံနည်းစာမဖြစ်တာလေးတွေ လွဲနေတာလေးရှိခဲ့ပြီမဲ့အဲ့ဒီခေအဲ့ဒီအခါကအခြေအနေတွေနဲ့ဆိုရင်ဒါတွေလက်ခံနိုင်စရာအကြောင်းတွေလည်းဖြစ်ပါတယ်။အဲအဲ့ဒီ corpus ထဲမှာမှာအရေးကြီးဆုံးအကျော်ကြားဆုံးကတော့အခုကျွန်တော်တို့ဆရာဝန်လောကမှာလက်ရှိသုံးစွဲနေစေဖြစ်တဲ့ hypocritic oath ပဲဖြစ်ပါတယ်။ hypocritic oath မှာဆိုရင်ဆရာဝန်တွေဒီလူသားချင်း စာနာရမယ်။မဖွင့်ဟမပြောဆိုအပ်တဲ့အရာတွေကိုဖွင့်ဟပြောဆိုခြင်းမလုပ်ရဘူး။နောက်တစ်ခုကတော့ စိတ်အားထက်သန်မှုလို့ပြောရမယ် compassion ရှိရမယ်ဆိုပြီးတော့နှစ်ချုပ်လို့ရတာပေါ့နော်အဲထဲမှာပါမှနာမည်ကြီးစကားလေးခုရှိပါတယ် first do no harm လူနာကိုအနေနဲ့ဖြစ်ရမယ်အလုပ်တွေကိုဇွတ်မလုပ်ပါနဲ့ပေါ့နော် first do no harm ဆိုတဲ့ policy ကိုဖော်ပြထားတာတွေ့ရပါတယ် prodigy hypocrites နဲ့သူရဲ့နောက်လိုက်တွေကယောဂါတွေဟာ blood ရဲ့ flame ရဲ့ yellow bile ရဲ့ black bile ဆိုတဲ့ဓာတ်ကြီးလေးပါညီမျှမှုပါနဲ့ ဖြစ်လာတယ်ဆိုပြီးတော့ယုံကြည်ခဲ့ကြပါတယ်နောက်ပိုင်းမှာအဲ့ဒီ theory ကမှားတယ်ဆိုပြီးတည်ပြနိုင်ခဲ့ပြီမဲ့အဲ့ဒီအချိန်တုန်းကတော့ဒီ theory ဒီခန္ဓာကိုယ်နဲ့စိတ်နဲ့ဆက်ဆက်မှုတွေပတ်ဝန်းကျင်နဲ့ကျမရင်းနဲ့ဆက်ဆက်မှုတွေပေါ်ထုတ်ခဲ့တဲ့ theory လို့အသုံးသတ်လို့လည်းရပါတယ်ပြောရရင်တော့ hypocrite ဒီတမားတော်တယောက်အဖြစ်သားမဟုတ်ဘဲနဲ့တော်လန်ဤတမားတယောက်အဖြစ်ပေါ့နော်ရက်တီခဲ့တာကိုတွေ့နိုင်ပါတယ်နတ်ဆိုးတွေယုံကြည်မှုကိုးကွယ်မှုတွေ ်အယူသီးမှုတွေတဘာဝလုံးဖြစ်ရတဲ့နေမှောင်မိုက်နေတဲ့စေပညာကိုသိပ္ပတိကျစေပညာဘက်ကိုရောက်အောင်ဆွဲယူခဲ့တဲ့ပုံကိုယ်ကြီးတယောက်ဖြစ်လဲမတန်းတင်ထားကြပါတယ်သူ့ရဲ့ idea တွေက Greece ကိုကျော်လွန်ပြီးတော့ Islamic region တွေ Roman Empire တွေနဲ့ Renaissance စေပညာအထိပါပြန့်နှံ့ခဲ့တာကိုတွေ့ရပါတယ်390 BC လောက်မှာ Hippocrates ကွယ်လွန်သွားပြီမြင်လဲသူ့ရဲ့ legacy ကတော့ဆက်လက်ကျန်ရှိနေတော့မှာပဲသေုပ်တိုင်းမှာ စေးကြောင်းတွေရဲ့စာသင်ခန်းတွေထဲမှာသူချမှတ်ခဲ့တဲ့လမ်းစဉ် hypocritic oath surgical oath ကိုဆက်လက်ကင်ဆွဲပြီးတော့ကြီးတက်နေကြဆဲပါပဲအဲ့တော့ hypocritic အကြောင်းကိုကျွန်တော်သူ့ရဲ့နာမည်ကြီးတဲ့ message လေးတစ်ခုနဲ့ပဲဆုံးသတ်ပြစီ let observation guide your hand let ethics guide your heart လိလရှားဖွေခြင်းဖြင့်ခမရဲ့လက်ကိုတိုးတက်အောင်လုပ်ပါဒါပေမဲ့နှလုံးသားကိုတော့ခြင်းဝတ်တွေနဲ့ထိချုပ်ထားဖို့လိုပါတယ်ဆိုပြီးဖော်ပြခဲ့တာဖြစ်ပါတယ်အားလုံးပဲ နောက် episode မှာကျွန်တော်တို့ပြန်တွေ့ကြတာပေါ့နော်ဒီခေါက် episode ကတော့နည်းနည်းလေးရှည်သွားပြီမဲ့အားလုံးပဲစိတ်ဝင်စားကြမယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ